အားလုံးပဲမင်္ဂလာများကျွန်တော်ဒါဖုတ်ဖို့အချန်နယ်ကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါဒီနေ့ကျွန်တော်ပွဲချုပ်သုံးသပ်ချက်လေးလုပ်ပေးခြင်းတော့ကျွန်တော်တို့ဒါစနေနေ့မြန်မာစံတော်ချိန်9:00နာရီခွဲမှာရှင်ပြန်ကစားမယ်ဒါကျွန်တော်တို့လီဗာပူးတင်းနဲ့ဆောက်တတန်တင်းတို့ရဲ့ဒါပြင်းပြလိပွဲစဉ်28ပေါ့နော်ပွဲစဉ်28ဒါပွဲချုပ်ပြိတ္တအမြင်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ ဗာလီဘောက်ပိတ်တက်ရအားလုံးလဲမင်္ဂလာပါဗျာကျွန်တော်ဒီစောက်တန်နဲ့ကျွန်တော်လီဘာဘူးတင်ရတော့ဒါကျွန်တော်တို့လီဘာဘူးကတော့ဒါဖလားအတွက်ကြိုးစားနေရဲ့အတင်းဖြစ်ပြီးတော့ဒါကျွန်တော်တို့စောက်တန်တင်ရတော့တို့တမ်းမစင်းရရေးအတွက်ကြိုးစားရုံးကမဲ့အတင်းပေါ့နော်ဒါပေမဲ့စောက်တန်တင်ရသူ့အနေနဲ့ဒါမမီတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်တို့ပွဲစဉ်20ခုပြီးသွားတဲ့အချိန်မှာသူ့အနေနဲ့ဒါကိုးမှတ်ပဲရသေးတယ်တော့ဘလို့မှအချိန်ကြီးကမကောင်းတော့ဘူးပေါ့နော် ကျွန်တော်တို့ဒါတန်းစင်းစုံမှာရောက်နေပြီမဲ့သူ့အနေနဲ့ကမျောလင်းချက်က မရှိတော့ဒီရာတီတန်းစင်းဖို့ပဲရှိတော့တယ်ပေါ့နော်ဘာမှမျောလင်းချက်ထွထွတူတူသိပ်ပြီးတော့မရှိဘူးလှုပ်လည်းမလှုပ်ပြနိုင်ဘူးပေါ့နော်ကျွန်တော်တို့ဒါဆောက်တတန်တင်းရဒါဂိုးအလှပေးတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်ဒါအခုကျွန်တော်တို့လီဗာပူးတင်းရဆိုလို့ရှိရင်တော့ဒါဆောက်တတန်တင်းနဲ့ကျွန်တော်တို့ဒီယာတီထဲမှာပဲရှေ့မှာကျွန်တော်တို့နှစ်ပွဲ ထိတ်တိုက်တွေ့ထားရပါတော့ပထမတပွဲကတော့ဒါဘီမြလီပွဲပေါ့နော်ဒါသူ့ရဲ့အိမ်ခွေမှဆိုလို့ရှိရင်ကျွန်တော်တို့တတိတူးဆိုတဲ့ရာလနဲ့ဒါနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီပွဲစဉ်တော့ဆိုဆောက်တန်တရတာတော်တော်လေးကိုသူ့အိမ်ခွေမှတုတ်ပြန်မှုအားတော်တော်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒါနောက်တပွဲကတော့ဒါကျွန်တော်တို့ EFL ကပ်မှာပေါ့နော် EFL ကပ်မှာကျွန်တော်တို့ဒါ တူဝမ်းနဲ့ဒါဆောက်တဲ့တိုင်းအိမ်ကွေးမှာပဲထပ်ပြီးတော့နိုင်နာရတယ်ဗောနော်ဒီရာဒီတွေးဆုံမှုနှစ်ကြော့လုံးမှာတော့ဒါနှစ်ကြော့လုံးလီဗာပူးကအသာစီးရတာရယ်ဗောနော်နောက်ပြီးတော့ဒါဟိုသူတို့တမ်းမစင်းခင်ရှေ့ရပွဲတွေမှာတွေးခဲ့တော့တော့ဒါလီဗာပူးတင်းရဒါလီဗာပူးအိမ်ကွေးမှာတတိဇီရိုနဲ့နိုင်တော့ဆောက်တဲ့တန်းတော့သူ့အိမ်ကွေးမှာဒါဖိုးဖိုးနဲ့ဒါတည်ကြတာရယ်ဗောနော်သူတို့ဒါတမ်းမစင်းခင်ညာတည်ရကျွန်တော်တို့အခုဒါဆောက်တဲ့တန်းတင်းရလဲကျွန်တော်တို့ ပြောမယ်ဆိုလို့ရှိရင်ပြီးမြလီလို့အဆင့်တန်းမျိုးနဲ့ဒီဆောက်တန်အတင်းเนี่ยဘလို့မှမကိုက်ညီဘောเนาะသူ့ရဲ့ခြေစွမ်းဒါချန်ပီယံလိဟောချန်ပီယံရှစ်ခြေစွမ်းလောက်ပဲရှိတယ်ဘောเนาะကျွန်တော်တို့ဒါဆောက်တန်ကို respect မရှိလို့ပြောရမှာပြီးတော့ဒါဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးကဆောက်တန်နဲ့ကံရမဲ့ချိန်မှာကျွန်တော်တို့လိုက်ပြီးဖိအားပေးနေတဲ့ဒါအာဆင်နယ်ရဲ့မန်ချက်စတာယူနိုက်တက်နဲ့ဒါပွဲချက်ရှိတယ်ဘောเนาะဒါဘလို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လီဗာပူးကတော့ဒါစောစောစီစီပြီးမြလိကိုပို့ပြီးတော့အမှတ်ပြတ်တဲ့ပြောင်း တော့ဖို့အတွက်ဆိုရင်တော့ဒီနေ့ပွဲကလည်းနိုင်ဖို့လိုလို့နောက်ပြီးတော့ဒီနေ့ပွဲပြီးရင်လည်းလာမယ့်နောက်ပွဲမှာဆိုလို့ရှိရင်လည်း PSG ကိုကျွန်တော်တို့ချန်ပီယံလိပလေးအော့ဒါဒုတိယကျွန်တော်အိမ်ကွင်း MP မှာကျွန်တော်တို့လီဗာပူးအသင်းနေနဲ့ကျွန်တော်တို့ဟိုဆက်ပြီးတော့ရှင်ပြိုင်လက်ခံကစားမှာအောင်เนาะ PSG ကလည်းဒါကျွန်တော်တို့ပထမရှုံးတာဆိုတာဒီဘဝကွင်းရောက်လို့ရှိရင်သူ့အနေနဲ့ဒါဘလိုပဲဖြစ်ဖြစ်အာဂျိုမန်တန်နဲ့ဒါအကောင်းဆုံးပြင်ဆင်လာလိမ့်မယ်လို့လည်းကျွန်တော်တို့ထင်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒါ ကျွန်တော်တို့လီဗာပူးအသင်းကိုအခုကျွန်တော်တို့အစောပိုင်းနေမှာပေါ့နော်ဒါအာရှကြေးဖွင့်ပေးတာတဲ့ကြေးလေးပါကျွန်တော်တို့ကြီးကြီးမယ်ဆိုလီဗာပူးကဒါအနေဆုံး2ဂိုးနဲ့ထပ်3လောက်တွင်းမယ်လို့ဒါကြေးမှာကျွန်တော်တို့ဖွင့်ပေးတာပေါ့နော်ဒါနှလုံးအရှုံးအောင်ပေးထားပါပေါ့နော်လီဗာပူးကဆက်စပ်ဦးဆုံးကြီးမှာဂိုးပေါင်းကြီးရလိုက်တာ၄လုံးသိရဆိုတဲ့တော့ဒါလီဗာပူးကဒါနောက်ထပ် PSG နဲ့ ဒါပွဲချက်ရှိတဲ့တိုင်အောင်ပေါ့နော်ဒီပွဲကလီဗာပူးက AC ကံလို့ရရပေါ့နော်1-0နဲ့ပဲတနိုင်2-0နဲ့ပဲနိုင်ဒါသူ့အနေနဲ့ဒါဆောက်တန်လို့တင်းရတော့အိမ်ခွေးမှာဘလိုပဲကံကံနိုင်နေပေါ့နော်ဒါပေမဲ့ဂျေးကကျွန်တော်တို့ဖွင့်မိတာနှလုံးရှုံးဆိုတာလီဗာပူးဂိုးပြတ်မဲ့အနေထားမှာရှိရပေါ့နော်နှိမ့်ဆုံး3-0 2-0 3-0ပေါ့နော်4-0အဲ့လိုမျိုးလဲဖြစ်သွားနိုင်ပေါ့နော် တစ်ဖက်သက်ဂျေးဖွင့်မိတာနောက်ပြီးတော့ဒါကျွန်တော်တို့ဒီနေ့ဆောက်တန်နဲ့လီဗာပူးအိမ်ခွေးမှာအခက်ခံကစားနေတဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ဒါ နီးပြအာနီဆိုတော့ပွဲပယ်ခံပွဲပယ်ပြစ်ဒဏ်ကြောင့်ကျွန်တော်တို့ကလက်ထောက်နီးပြနဲ့ပဲကင်တွယ်သွားမှာပေါ့နော်နီးပြအာနီဆိုတော့ကျွန်တော်တို့ဒါအေဗာဒန်တင်းနဲ့ကျွန်တော်တို့မာစီတိုက်ဒါဘီမှာအနီကတ်ထိတဲ့အတွက်ဒီနေ့ပွဲကိုလွဲချော်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဒီအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတန်ရရနေတဲ့ဒါလူနာတွေကတော့ဒါပြောမယ်ဆိုလို့ရှိရင်ကိုရီကပိုကလည်းဒါအသေးစားတန်ရကြောင့်တိတ်ပြီးတော့မတိချာဘူးပေါ့နော်ပြီးတော့ဂျိုကိုမန်ကတော့ဒါ နာနေရကြရပါတော့ဂျိုကမ်မနောက်ပြီးတော့ဒါကျတို့ညတောင်မှခန်းစစ်ကပေါ့နော်ဒါကိုနာပတ်လီကလည်းနာနေတယ်ပေါ့နော်နောက်ပြီးတော့ဒါကွန်းလေအထိုင်ရာမော်ဒန်ပေါ့နော်ဒီချာတိတ်လေးရလေကျွန်တော်နာနေရပေါ့နော်လူနာဆင်းရတော့ဒီ3လေးရောက်ပဲရှိပါတယ်ကျန်တဲ့လူတွေကတော့အကုန်လုံးကောင်းတယ်ပေါ့နော်ဆင်းသက်ပဲပေါ့ကျွန်တော်တို့ဒါကျွန်တော်တို့လီဗာပူးတင်းရဒီခတ်မှန်လိုင်းအပ်ကတော့ကျွန်တော်တို့တိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့မှဘာထွေထွေထူးပြောစရာလည်းတိတ်ပြီးတော့မရှိပါဘူးလူက ျွန်တော်ရှေ့ရတီတည်းဒီလူပဲပေါ့နော်ကျွန်တော်တို့ဒီရတီမှာဆိုချီသာတယောက်လောက်ဝယ်ဝယ်ထားတာပေါ့နော်အဲ့ချီသာကလည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ပွဲမကစားတာများတယ်ပေါ့နော် injury ကြံ့ခိုင်မှုမပြေဝလို့ပေါ့နော်ဒါသူ့အနေနဲ့ရဖာရကဒါတပွဲတလေလောက်ပဲပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဒီပြိုင်အာနီစလော့လည်းကျွန်တော်တို့ဆောက်တန်နဲ့ပွဲကျိုးကိုတင်စားရှင်းနေပွဲမှာဆိုလို့ရှိရင်ဟိုနေ့တော့ဒါ PSG နဲ့ပွဲမှာကျွန်တော်တို့မိုဆာလာကိုသူ့အနေနဲ့ဒါနောက်ပွဲတွေ ရှိသေးတဲ့အတွက်ဒါလူသားလဲလိုက်တဲ့အချိန်မှာမိုဆာလာအနေနဲ့ဒါမျက်နှာတိတ်မကောင်းဘူးเนาะမှန်မှာတော့ဒါသူ့အနေနဲ့ကစားသမားရဲ့ injury မဖြစ်စေချင်လို့ပေါ့เนาะ injury ဖြစ်မှာဆိုလို့ဒါသူ့အနေနဲ့စောစီးဒါစောစီးလို့မဟုတ်ပါဘူး86မိနစ်တောင်ဖြစ်နေဒါလူသားလဲလဲလိုက်တာပေါ့เนาะကျွန်တော်အဲ့တော့ကဲဘလိုပဲဖြစ်ကျွန်တော်ခန့်မှန်းလိုက်နဲ့လေကျွန်တော်တို့ခန့်မှန်းလိုက်အပ်လေကျွန်တော်တို့ဒါပြောကြည့်အောင်ပေါ့เนาะကျွန်တော်တို့လီဗာပူးတင်းရတော့ဒါအထောင်မှာတော့ဒါနူးနက်နဲ့ဂျိုတာပေါ့เนาะ ဒါရွေးချယ်တဲ့အရာလည်းမရှိပါဘူးဒီနှစ်ယောက်တယောက်ယောက်ပဲဖြစ်ဖို့များပါတယ်ကျွန်တော်တို့ဒီညတော်မှာမှာတော့ဒါမိုးစားလာပါတော့ဒါဘေတော်မှာမှာတော့ကျွန်တော်လူဝစ်ဒီရဲ့ပေါ့ဒီလူတွေပဲရှိတယ်ပေါ့နော်ဒါနံပါတ်10လို့မှာဆိုလို့ရှိရင်တော့ဒါဆိုဘူလိုင်းပေါ့နော်ပြီးတော့ဒါကျွန်တော်တို့ကွင်းလေမှာဆိုလို့ရှိရင်တော့ဒါမတ်အလစ်တာနဲ့ဒါ Ryan Graban ဘတ်ပေါ့နော်ဒီလူတွေပဲရှိရပေါ့နော်ဒါ Graban ဘတ်ကို မတုံးမဲနဲ့အန်တိုကိုမြန်ထဲ့တုံးလာမလားမသိဘူးကောနော်ကျွန်တော်ဟိုတွေးမိတာကိုဘာဖြစ်လို့လဲဆိုတော့ဒါနောက်ပွဲမှာပွဲချက်ရှိတဲ့အတွက် gravel bag ကိုပေးနာမလားဒါမှမဟုတ်ဒါပထမပိုင်းဒုတိယပိုင်းလို့တလဲစီတုံးမလားတော့မသိဘူးကောနော်ပြီးတော့ဒါကျွန်တော်တို့ဒါညာခန်းစညာဆုံးအတော့ဒါအလဇနာအာနိုးပေါ့နော်ဒါကုနာပလေးရနာနေရအတွက်တူပဲရှိရပေါ့နော်နောက်ပြီးတော့ဒါကျွန်တော်တို့ခန်းစနှစ်ယောက်မှာတော့ဒါကုနာတင်းနဲ့ဘန်တိုင်းနေရာမှာကျွန်တော်တို့ကွမ်းဆက်နဲ့မြန် ထည့်သုံးလာမလားတော့မသိဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒါဘယ်ဘက်မှာတော့ကျွန်တော်တို့စီမီကတ်နဲ့ရောဘတ်ဆန်နှစ်ယောက်ရှိတယ်ပေါ့နော်ဒါဘယ်သူ့ကိုသုံးလာမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒီပါဦးတင်ရတော့ဘယ်လိုပဲဖြစ်ဖြစ်အနိုင်ရမရဖို့လေလိုအပ်တယ်ပေါ့နော်နိုင်လဲနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အဲညီကိုအနေနဲ့လည်းဒီပွဲရလက်လေးကိုဘယ်လိုမျိုးဖြစ်မလဲဆိုတာကျွန်တော်တူဒါ comment box မှာဝင်ရောက်ဆွေးနွေး သွားပွေးဖို့အတွက်ကျွန်တော်မေတ္တာရက်ခံပါရမယ်အားလုံးပဲကျေးဇူးတင်ပါတယ်